မကြခင်အနုပညာလောကကနေအနာယူကပညာရေးဘက်ကိုအာရုံစိုက်ဖို့နိုင်ငံသားကိုထွက်သွားနိုင်တဲ့အလှမဲ့တဲဆူငိမ်းအခုချိန်မှာအနုပညာအလုပ်တွေနဲ့အောင်မြင်မှုလမ်းကြောင်းပေါ်မှာအချိန်အဟုန်နဲ့သွားနေတဲ့အလှမဲ့လေးတဲဆူငိမ်းဟာမကြခင်အချိန်အတွင်းမှာပဲဒီအနုပညာအလုပ်တွေကိုခေတ္တရန်နာပြီးတော့သူမရဲ့မပြီးဆုံးသေးတဲ့ပညာရေးကိုအာရုံစိုက်ဖို့အတွက်နိုင်ငံသားကိုထွက်သွားနိုင်ပွဲရှိတယ်လို့ဆိုပါတယ်။ပြည်သက်ကြီးအလုံးမဲ့တည်ကြတဲ့အတိုင်းပဲအလှမဲ့လေးတဲဆူငိမ်းကအသက်၁၈နှစ်ဆိုတဲ့အရန်ကိုငယ်ရွယ်တဲ့အချိန်လေးမှာ Miss Grand မြန်မာ2024တရဖူကိုစုကူရရှိခဲ့တာဖြစ်ပါတယ်။အသက်18နှစ်ဆိုတဲ့အရွယ်ကတကယ်တော့အထက်တန်းပညာရေးတောင်မပြီးဆုံးသေးတဲ့တက္ကသိုလ်ဝန်ထမ်းဖြည့်ဆို့ရမယ့်အရွယ်လေးပါ။ဒါပေမဲ့လေတဲစုညင်ရ Miss Grand International ရဲ့နိုင်ငံတကာဆင်မြင့်ထက်မှာမြန်မာနိုင်ငံကိုစားပြုအဖြစ်နဲ့အရန်ကိုထူးချွန်ပြောင်မြောက်စွာနဲ့မြန်မာကုံကိုဆောင်နိုင်ခဲ့တာအလုံးလေးအတည်ပါပဲဒီလိုနဲ့သူမကအရန်ငငယ်ရွယ်ရွယ်နဲ့နိုင်ငံကုံဆောင်ကဘာကျော်အလှမဲ့တယောက်ဖြစ်လာခဲ့ပြီးတော့ပြည်သက်တွေရဲ့အချစ်ကိုအပြည့်အဝရရှိခဲ့ပါတယ် အဲ့ဒီပြိုင်ပွဲကြီးပြီးရဲ့နောက်ပိုင်းမှာတော့သဲဆွန်ငိန်ဟာအမှုပညာလောကတွေကိုချက်ချင်းဝင်ရောက်လာခဲ့ပြီးတော့ရုပ်ရှင်ဇာတ်ကားကြီးတွေကြော်ညာပေါင်းများစွာကိုမနာတဲ့ရှိုက်ကူးနေရတာဖြစ်ပါတယ်။သူမကအခုဆိုရင်မြန်မာနိုင်ငံရဲ့ကြော်ညာဈေးကွက်မှာနေရအခိုင်အမာရနေတဲ့ထိတ်တဲအမှုပညာရှင်တယောက်ဖြစ်နေပါပြီ။ ဒါပေမဲ့အခုချိန်မှာတော့သဲဆုငိန်ဟာဒီလိုအောင်မြင်နေတဲ့အမှုပညာအလုပ်တွေထက်သူမလည်းလွတ်ခဲ့ရတဲ့ပညာရေးဘက်ကိုပြန်လည်ခြေစမ်းဖို့ဆုံးဖြတ်လိုက်ပြီလို့သိရပါရရှင်။တရင်းနေရဲ့ဖော်ပြချက်အရသဲဆုငိန်ဟာအခုချိန်မှာရိုက်ကူးရေးတချို့ကိုလည်းနားထားပြီးတော့အတော်ကြာပြီဖြစ်ပြီးသူမရဲ့ကျောင်းစာဘက်ကိုအဓိကဦးတည်ပြီးတော့စူးစမ်းနေရဖြစ်ပါတယ်။သူမကဘလို့ပညာရေးလမ်းကြောင်းကိုရွေးချယ်ခဲ့တယ်လဲဆိုတော့ IGCSE Homeschooling ဆိုတဲ့စနစ်နဲ့သင်ကြားနေရလို့သိရပါရတယ်။ IGCSE Homeschooling ဆိုတာကတော့ကျောင်းတရင်ဝင်တက်ရောက်ခြင်းမရှိဘူး ဲအိမ်မှာပဲမိဘတွေဒါမှမဟုတ်အင်္ဂလိပ်စာသင်တန်းတွေအွန်လိုင်းသင်တန်းတွေနဲ့ပေါင်းပြီးတော့နိုင်ငံတကာအဆင့်မီ Cambridge IGCSE သင်ယူညွှန်တန်းကိုသင်ယူတာဖြစ်ပါတယ်။ ဒီကနေ့နောက်မှာတော့ Cambridge ကအသိမှတ်ပြုထားတဲ့ Official Agent Center စာစစ်ဌာနတစ်ခုမှာစာမေးပွဲဝင်ရောက်ဖြည့်ဆိုရတဲ့စနစ်ပါပဲ။ဒီ Cambridge IGC အစည်းဆိုတာက1988ခုနှစ်မှာစတင်ထုတ်ပြန်ခဲ့တဲ့နိုင်ငံတကာသင်ယူညွှန်တန်းတစ်ခုဖြစ်ပြီး Homeschooling ဆိုတဲ့ပုံစံနဲ့သင်ကြားခြင်းကတော့1990ပြည့်နှစ်တွေနောက်ပိုင်းမှာ Internet ပုံမှန်ခေတ်ဆန်းလာတာနဲ့အမျှတကယ်ပါလုံးမှာပို့ပြီးတော့အမြင့်မြန်ဆန်ဆန်နဲ့ဖြန့်ကျက်လာခဲ့တာပါ။ အထူးသဖြင့် COVID-19 ကပ်ရောဂါကြီးပြီးတဲ့နောက်ပိုင်းမှာ homeschooling စနစ်နဲ့ AGCSC သင်ယူသူတွေအရန်ကိုများပြားလာခဲ့ပါတယ်။မြန်မာနိုင်ငံမှာဆိုရင်လည်း online သင်တန်းတွေနဲ့သင်ယူပြီး Cambridge Register Center တွေမှာစာမေးပွဲဝင်ရောက်ဖြည့်ဆို့နိုင်ပါတယ်။စုစုပေါင်းနိုင်ငံပေါင်း160ကျော်မှာဒီ Cambridge AGCSC ကိုအသုံးပြုနေကြတာပါ။ ။ဒဲဆုံငိန်ဟာအခုဆိုရင်တော့ NGCNC ကိုတက်ရောက်တင်ကြားနေပြီဖြစ်ပြီးဒီတင်ယိုးပြီးဆုံးသွားတဲ့အခါမှာသူမကမကြခင်မှာနိုင်ငံသားမှာပညာဆက်လက်တင်ကြားဖို့အတွက်တွားရောက်ဖို့စီစဉ်နေရလို့သိရပါဗျ။ ဒါဟာသူမရဲ့အနာဂတ်ပညာရေးအတွက်အကြီးအမားဆုံးရင်းနှီးမြှုပ်နှံမှုတစ်ခုကိုလှုပ်ဆောင်တာဖြစ်ပြီးဒီအတွက်သူမအခုအောင်မြင်နေတဲ့အမှုပညာအလုပ်တွေကိုခေတ္တဆွန့်လွတ်ရန်နာထားရမှာဖြစ်ပါတယ်။တကယ်တော့အသက်တလောင်းငယ်ငယ်ရွယ်ရွယ်နဲ့အောင်မြင်မှုရဲ့အထိတ်ဆုံးမှာရောက်နေခြင်းဒီလိုအခွင့်အရေးတွေကိုခဏမေ့ထားပြီးတော့ကိုယ့်ရဲ့အနာဂတ်အတွက်အရေးကြီးတဲ့ပညာရေးကိုပြန်လည်အာရုံစိုက်ဖို့ဆုံးဖြတ်လိုက်တာကတကယ်ကိုချီးကျူးစရာကောင်းတဲ့ရင့်ကျက်တဲ့ဆုံးဖြတ်ချက်တစ်ခုပါပဲ။ ပရိသတ်ကြီးတို့အနေနဲ့ရောမကြခင်မှာပဲနိုင်ငံเจ้าကိုပညာတော်သင်သွားတော့မယ်။အလှမယ်လေးတဲစုညီရဲ့ဒီဆုံးဖြတ်ချက်ပေါ်မှာဘယ်လိုထင်မြင်ယူဆပါသလဲ။ဒီမှာပြန်လာမယ့်အချိန်ကိုရောစောင့်မျှော်နေကြမှာလားဆိုတာမှတ်ချက်ပြီးဆွေးနွေးပေးပါအောင်နော်။ကျေးဇူးပေးတဲ့အတွက်ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါရစေ။